အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စင်းရဲချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါငါမင်းကိုတခုလောက်ပြောလို့ရမလားစိတ်တော့မစိုးဘူးမဟုတ်လားပြောလေပြောပါရှင် ကျမဘာရီကိုများစိတ်ဆိုးနေအောင်ပါလေဆိုနီကိုမင်းကိုအရန်သဘောကျတယ်တိလား ဒီမှာကျမရှေ့ကိုတခါရေပြောထားလိုက်မယ်ကျမစင်းရဲတဲ့လဖေးဆိုင်ပိုင်ရှင်မင်းကလေးတယောက်ဆိုပေမဲ့ချမ်းသာတဲ့သူတွေရဲ့လှည့်စားမှုတွေကိုဘယ်တော့မှပြောဝင်သွားမဲ့သူတယောက်မဟုတ်ဘူးနော်အဲ့လိုသဘောမျိုးနဲ့ပြောနေရမှာမဟုတ်ပါဘူးဆိုနေရဲ့ငါမင်းကိုတကယ်အရင်အောင်သဘောကျတာပါငါစိတ်ထဲမှာရှိတဲ့စကားတွေကိုငါမင်းကိုပြောပြလိုက်တာပါစိတ်ဆိုးသွားတယ်ဆိုရင်တော့ငါ့ကိုခွန့်လှောက်ပါကွာအော်မဟုတ်တော့ကိုရဲကျမအထင်လွဲသွားလို့ပါကျမလည်းလူအ깨ခတ်ကြော်ပါရီ သူကတော့တထေသားတယောက်ပဲဖြစ်ပါတယ်သူရဲ့ဘခင်ဖြစ်သူကတကယ်ကိုအယံချမ်းသာတဲ့တထေကြီးပါမြို့မှာသူရဲ့ပိုင်ဆိုင်မှုတွေကလည်းအများကြီးရှိပါတယ်သူရဲ့မိသားစုဝင်တွေအားလုံးကလည်းသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်ပြီးတတော်လေးမောက်မထောင်လွှားနေကြပါတယ်သူတို့ကစည်ရဲသားတွေကိုဇွန်လိုက်တတော်လေးအထင်သေးတတ်ကြပါသေးတယ်စရဲသားတွေပတ်စံမရှိတဲ့သူတွေကသူတို့အရှင်မှာလက်ဖြန့်တောင်းနေရတဲ့အချိန်မျိုးတွေဆိုရင်လည်းသူတို့အရန်ဝမ်းသာပျော်ရွှင်တတ်ကြပါရဲ့ တထဲရေကျွန်တော်ရဲ့မိမအတော်လေးနေမကောင်းဖြစ်နေလို့ပါပတ်စံလေးနည်းနည်းလောက်ရမယ်ဆိုရင်တော့သူ့ကိုဈေးကိုတော့ပေးဖို့အတွက်လွဲကိုတော့လိမ့်မယ်အကူညီပေးပါအောင်ဗျာမင်းတို့စင်ရသားတွေကအမြဲတမ်းဒီပုံစံအတိုင်းကြီးပဲနော်အမြဲတမ်းငါတို့လာပြီးတော့တောင်းပန်ပြီးတော့ပတ်စံတောင်းနေရကြီးပဲဒီလိုမလုပ်ပါနဲ့တထဲရေကျွန်တော်တကယ်အရင်ဒုက္ခရောက်နေလို့ပါကျွန်တော်တို့ကိုနည်းနည်းကူညီပေးပါအောင်ဗျာကဲကဲကဲမင်းငါအသားလာမထိနဲ့အနောက်ဆောက်ဆန်းလုံးဝလာမထိနဲ့မင်းငါလာထိလို့ကတော့အလောက်ကနေတခါရင်းမောင်းထုတ်ပြင်မယ်ကြလားနောက်ဆုံးနောက်ဆုံးဆန်း ဒီအချိန်မှာတထင်းမကြီးရောက်ရှိလာခဲ့တဲ့အခါမှာတော့အလौဒမကလည်းတထင်းမကြီးကိုပြောလိုက်ပါတယ်။တထင်းမကြီးကျွန်တော်တို့လိုဆင်းရဲသားတွေကရောလူသားတွေမဟုတ်တော့ဘူးလား။နေတော့ဆင်းရဲသားတွေငါတို့ကိုလာပြီးတော့ထိမနေပါနဲ့။ကျွန်တော်တို့ဆင်းရဲသားတွေကရောလူသားတွေမဟုတ်တော့ဘူးလားတထင်းမကြီး။နေရအတော်လေးကိုတုံးတာပဲဟဲ့။မှန်ပေါ်မှာရင်ကောင်းနားမယ်ဆိုရင်တော့မှန်မညစ်ပတ်ဘူးလား။အမ်ဘာပြောတာလဲကျွန်တော်နားမလဲဘူးတထင်းမကြီး။ကဲကဲကဲမင်းဘာမှအလောက်ထိနားလဲဖို့အတွက်မလိုအပ်ပါဘူးဆင်းရဲသားရဲ့။ ရှော်ဒီမှာပတ်ဆက်ယူသွားပြီးတော့မင်းအလောက်ကိုမင်းသွားလုံးလိုက်တော့သွားသွားတထင်းနဲ့တထင်းမကြီးပုံစံအတိုင်းသူရဲ့သမီးလေးမန်စီကလည်းအရန်ကိုချမ်းသာတဲ့အတွက်မောင်မောင်ထောင်းတော့လုံးနေခဲ့ပါရဲ့ကြောင်သွားသွားအပြင်သွားသွားဘဲကိုပဲသွားသွားသူမအရန်ကိုချမ်းသာကြောင်လူတွေကိုပြောဆိုတတ်လေးရှိပါရဲ့တကယ်မှာတော့သူရဲ့ချမ်းသာတဲ့တငယ်ချင်းတယောက်ကပြောလိုက်ပါရဲ့ကဲတငယ်ချင်းရေဒီနေ့တော်တော်လေးပူတယ်နော်ခုံနောက်မှာရေခဲချောင်းရှောင်းနေတယ်ငါတို့ရေခဲချောင်းသွားစားကြမယ်လीရှင်စရာကောင်းလိုက်တာအာရှာရဲ့နေရအရန်ကိုချမ်းသာတဲ့သူတယောက်ပဲ ဘာလို့ဒီလိုစကားတွေကိုပြောနေရတာလဲဒီစင်ရဲသားရှီကနေပြီးတော့နေရေခင်မဝယ်စားမယ်ဟုတ်လားနေစားချင်တယ်ဆိုလို့ရှင်တော့စားလေစားစားငါကတော့စားမှာမဟုတ်ဘူးနော်ဟဲ့နေရလေဘာကိုချမ်းသာတာတွေစင်ရဲသားတွေရှောက်ပြောနေရတာလဲဘဝကိုပဲပျော်ပျော်ရွှင်ရွှင်ဖျက်တမ်းနေထိုင်စားမှာဟဲ့နမ်းမိစားတော့တွေကဘလောက်ကြာမှအရသာရှိလိုက်တယ်အားလုံးကလည်းအရန်ကိုသဘောကျနှစ်တက်ကြရေတော်စမ်းပါအဲ့ရမျိုးတွေကတော့နင်းပဲစားငါအဲ့ရမျိုးတွေလုံးဝကိုမစားတတ်ဘူးတိလား ငါတို့ကတော့ကျေငါးဝိတ်ဟိုတယ်မှာရောင်းတဲ့အစားအသောက်တွေကိုစားရတာကိုပဲသဘောကျတယ်။နားလေရလားဟဲ့။အေးပါအေးပါနားလေပါတယ်နားလေပါတယ်။နင်းကတော့ဘာပဲပြောပြောပြောလို့ရမှာမဟုတ်ပါဘူးလေ။စီးပွားရေးလုပ်ငန်းတွေအကုန်လုံးကတော့တထေကြီးနဲ့သူ့ရဲ့သားလေးနှစ်ယောက်တည်းကပဲဥဆောင်ဥရွှေလောက်ကိုင်းနေကြကြတာဖြစ်ပါတယ်။တထေကြီးကတော့သူ့စီမောင်အလုံးလုံးနေတဲ့အလုံးသမားတွေအားလုံးကိုဖယ်တော့ကမှလူလိုသူလိုဆက်ဆံလေးမရှိပါဘူး။ဒါပေမဲ့တထေသားလေးနဖင်းကတော့အရန်ကိုလိမ္မာရေးချရှိပါတယ်။ သူကပတ်စံနဲ့ပတ်သက်ပြီးဘယ်တော့မှမောင်းမောင်းထောင်တော့ခြင်းရှိခဲ့ပါဘူး။သူရဲ့ဆက်ရုံမှာအလုံးလုံးနေတဲ့အလုံးသမားတွေအားလုံးကတော့သူကသူရဲ့မိသားစုဝင်တွေလိုမျိုးပဲဆက်ဆံတတ်ပါရဲ့။အလုံးသမားတွေနဲ့အတူတူစားတောက်တတ်ပြီးတော့အလုံးသမားတွေရဲ့ဒုက္ခဆင်းရဲတွေအားလုံးကိုလည်းသူရဲ့ဒုက္ခဆင်းရဲတွေလိုမှတ်ယူထားတတ်တဲ့သူတစ်ယောက်ဖြစ်ပါရဲ့။တာဖြစ်သူရဲ့ဒီအပြုံမှုတွေကိုတော့ဖာခင်ဖြစ်သူကနည်းနည်းလေးမှသဘောမကျပါဘူး။ဒါကြောင့်တာဖာနေအောင်အချိန်ချင်းစကားများရလေးရှိပါရဲ့။ မင်းတို့ကဘဏ္ဍာကျိုင်လောက်ပြောနေအောင်ပါလေတာရဲ့ဒီအလောက်သမားတွေနဲ့ရောရောနှောနှောမနေနဲ့သူတို့ကိုအလောက်ထိခေါင်းပေါ်တင်မထားပါနဲ့ဆိုရင်မှသူ့ကိုအလောက်ထိအခွင့်အရေးတွေအများကြီးပေးစီရမလို့ဘူးတိလားမင်းကတော့ငါပြောတဲ့စကားတွေကိုဆိုလို့ရှင်တော့ဘယ်တော့မှနားမထောင်ဘူးနော်စိတ်ရသားနဲ့ချမ်းသာတဲ့သူတွေကြားထဲမှာကွာခြားချက်တွေအများကြီးရှိတယ်တာရဲ့ဂျာရီကိုမင်းအနေနဲ့နားလည်တဲ့နဲ့ငါဘလောက်ပဲရှင်းပြရှင်းပြမင်းရလည်းနားမလဲဘူးနော်ဘယ်တော့မှနားလာမှလည်းအယူကောင်းအဖေကျွန်တော်ဘယ်နဲ့ချိန်ပဲရှင်းပြရှင်းပြကျွန်တော်ကတော့ဒီကိစ္စတွေအားလုံးကိုနားလည်မှာမဟုတ်ဘူးနားလည်စရာလည်းမလိုဘူးလို့ထင်နေအဖေ ကျွန်တော်အတွက်တထည်ဖြစ်ဖြစ်အလုပ်သမားဖြစ်ဖြစ်ချမ်းသာတဲ့သူဖြစ်ဖြစ်ဆင်းရဲသားဖြစ်ဖြစ်လူသားတွေအားလုံးကပုံစံတစ်ခုတွေမှာပဲရှိတယ်။ကျွန်တော်တို့အကုန်လုံးကိုတန်းတူညီမျှပဲဆက်ဆံမယ်။လူတွေအကုန်လုံးကလေးစားခံရထိုက်တယ်။အားလုံးကိုကျွန်တော်အနေနဲ့ချက်ချင်းမြတ်တာနဲ့ပဲဆက်ဆံတင်တယ်လို့ထင်ပါတယ်။တော်စမ်းပါတော်စမ်းပါ။မင်းကတော့ငြိမ်းချမ်းရေးလိုပဲဆုရှင်ကြီးကြနေရပဲကွာ။ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး။ဒီကမှတော့နဗင်းတယောက်အိမ်ကနေရုံးကိုထွက်လာနေခဲ့ပါရဲ့။ဒီအချိန်မှာပဲအပြင်းမိုးတွေတဲထန်စွာရွာသွန်းလာခဲ့ပါရဲ့။ သူတော်နေနေလမ်းမှာမိန်းကလေးတယောက်ကိုတွေ့ခဲ့ရပြီးမိန်းကလေးကတော့မိုးရွာနေတဲ့အချိန်မိုးရေရေဆိုးရွှဲနေခဲ့ပါတယ်။နဝင်းကလည်းဒီမိန်းကလေးကိုတွေ့တဲ့အခါမှာတော့ကားရှက်လိုက်ပါတယ်။ပြီးတော့လည်းပြောခဲ့ပါတယ်။ဒီမှာကျွန်တော်နဲ့ခမယားကတီးကြတာတော့မဟုတ်ဘူး။ဒါပေမဲ့ခမယားကိုကြည့်ရတာထီးလက်မပါဘူးကြောက်ခါရောက်နေတဲ့ပုံစံပဲခမယားကျွန်တော်ကိုယုံကြည်ရဲဆိုရင်တော့ကျွန်တော်ခမယားကိုအိမ်လိုက်ပို့ပေးပြရစီ။ဖြစ်လိုက်ပြီဆိုရင်တော့ကျမကိုအစိုးရတက္ကသိုလ်ကျောင်းကိုပို့ပေးလို့ရမလားရှင်။ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုရင်တော့ကားရဲကိုဝင်ထိုင်ပါကျွန်တော်လိုက်ပို့ပေးပြရစီ။ နဗင်းအခုလိုပြောခဲ့တဲ့အခါမှာမိန်းကလေးကလည်းကားထဲမှာဝင်ထိုင်လိုက်ပါတော့တယ်။နဗင်းကတော့မိန်းကလေးသွားချင်တဲ့တက္ကသိုလ်ကျောင်းအရှိကိုရောက်အောင်ပို့ဆောင်ပေးလိုက်ပါတယ်။မိန်းကလေးကလည်းသွားနေရင်လည်းနဗင်းကိုပြောသွားခဲ့ပါတော့တယ်။ကျမနာမည်ကတော့စွန်နီပါရှင်။ဒီအနီးနားမှာကျမတို့ဈေးရှိတယ်အဲ့ဒီဈေးထဲမှာကျမလက်ဖေးဆိုင်လေးဖွင့်ထားတယ်လေကျမကျေးဇူးပြန်ဆက်တဲ့အနေနဲ့ရှင်ကိုလက်ဖေးနဲ့မဟုတ်ကြွေးပါမယ်အားရခါကြရင်လာခဲ့ပေါ့စွန်နီကဆင်းရဲတဲ့မိန်ကလေးတယောက်ဖြစ်ပေမဲ့တော်တော်လေးသက်တည်ရှိပါသေးတယ် ဒီမှာကတက္ကသိုလ်ကျောင်းသူလေးတအိုးဖြစ်တဲ့အပြင်ဈေးထဲမှာလည်းတပည့်ဆိုင်အသေးလေးတစ်ဆိုင်ဖွင့်လှစ်ရောင်းချနေခဲ့ပါရီ။အိမ်မှာအသက်ကြီးနေတဲ့အမေအိုကြီးရှိပါရီ။သမီးလေးကတော့အမေကြီးကိုရှောက်ဖွေကျွေးမွေးပြုဆူဆောက်ရှောက်ပေးနေခဲ့သူပါ။နောက်ပင်ကတော့ဆိုနီရဲ့ပုံစံလေးကိုတွေ့ခဲ့ရတဲ့အခါမှာအရန်ကိုသဘောကျနှစ်သက်သွားခဲ့ပါရီ။ဒါကြောင့်နောက်ပင်ရဲ့ဆိုင်လေးကိုအမြဲတမ်းသွားပြီးတော့မှုတ်သွားစားတတ်တာပေါ့။တဖြည်းဖြည်းနဲ့နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်သဘောကျနှစ်သက်သွားခဲ့တဲ့အခါမှာတော့လက်ထပ်ခဲ့ကြပါရီ။ဒီနောက်နောက်ပင်ကလည်းဆိုနီကိုအင်ကိုခေါ်လာခဲ့ပါရီ။ ချမ်းသာတဲ့တထဲကြီးရဲ့အိမ်မှာဆင်းရဲတဲ့ချွေမလေးရောက်ရှိလာတာနဲ့မှုန်တိုင်းတိုက်ပါတော့တယ်။တထဲကြီးလည်းဒေါသအရန်ထွက်နေခဲ့တာပေါ့ဒီနောက်ပြောလိုက်ပါလေ။အတော့မကြတဲ့ကောင်မင်းငါတို့ကိုအတိမပေးဘဲနဲ့လက်ထပ်လိုက်တယ်ဟုတ်လား။အရာကလည်းသူ့လိုမျိုးဆင်းရဲတဲ့မိန်းကလေးတယောက်ကိုလက်ထပ်လိုက်ရသလား။အဖေသူကအခုချိန်ကစပြီးတားရဲ့မိန်းမဖြစ်သွားပြီ။သူကမဆင်းရဲပါဘူးအဖေရဲ့ကျွန်တော်အရန်ချမ်းသာတဲ့အတွက်သူလည်းချမ်းသာသွားပြီလေ။ရှင်ရလေဘာလို့ဒီလောက်တောင်ဒေါသတွေထွက်နေရတာလဲရှင်ဘယ်လိုမဆိုဆိုနီကကျမတို့ချွေးမလေးဖြစ်သွားပြီဆိုတော့ချမ်းသာသွားပြီဟုတ်ပါတယ် တော်ဆောင်ပါဘာတွေပြောနေရလဲအမေရလေသူ့လိုစင်းရဲတဲ့မိန်းမတယောက်ကိုကျမရဲ့ရှောင်းမှာဘယ်တော့မှလက်မခံဘူးနင်ပါဇက်ပိတ်ထားစမ်းသမီးကဲသားလေးရေချွေးမလေးကိုအခန်းထဲခေါ်သွားလိုက်တော့လေသွားသွားသွားသူကတော့တူဦးတဲ့တော့သားလေးဖြစ်ပါရဲ့ဒါကြောင့်မိသားစုဝင်တွေအကုန်လုံးကနဝင်းအရှိမတော့အရှမ်းကိုကောင်းမွန်ကြအောင်ဆောင်ခဲ့ကြပါရဲ့ဒါပေမဲ့သူမရှိတဲ့အချိန်မှာစိုးရီကိုအင်ကားနေမောင်းထုတ်ဖို့အတွက်ဂျန်စီတွေကိုလည်းဂျန်စီထားခဲ့ကြပါရဲ့တခုခုလောက်တော့ငါဒီပုံစံအတိုင်းထပ်ပြီးတော့တီးမခံနိုင်တော့ဘူး ဟုတ်တယ်အကိုအတွက်အရင်အောင်ကောင်းဖို့လည်းမိန်ကလေးတွေအများကြီးရနိုင်တာပဲဟုတ်ဘယ်ကနေပြီးတော့ဒီအယူမောက်ကိုခေါ်လာခဲ့မှန်းကိုမသိဘူးကျမတကယ်ချင်းတွေအားလုံးအခုဆိုရင်တော့ကျမကိုလှောင်ပြောင်ကဲရဲနေကြပြီမီအခုကျမချက်ပြီးတော့ဘောင်မတီးမခံနိုင်ကြဘူးအေးပါတမီးရဲ့ဘောင်မအရန်ကြီးလဲစွန့်ပုံပန်မနေပါနဲ့နော်အမေအရာအားလုံးအစဉ်ပြေတော့အောင်လှုပ်ပေးမယ်ဟုတ်ပြီလားငါ့ရဲ့ချွေမလေးအခုအိမ်မှာနောက်ထပ်၄ရက်လောက်ပဲနေနိုင်ကြမှာငါရမြောင်းလေးကြရင်တော့သူနေခဲ့တဲ့အိမ်ကိုပဲငါတို့ပြန်ပို့ပေးလိုက်မယ် ။ဒါပေမဲ့၄ရက်အတွင်းမှာရခမဖြစ်သူကတော့ချွေးမလေးကိုမောင်းမထုံနိုင်ခဲ့ပါဘူး။သူတို့အကြံစီတွေကိုမကြံစီခင်မှာပဲမတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါရဲ့။ရခထင်းနဲ့ရခမနှစ်ယောက်လုံးကအစီရန်တစ်ခုကြုံတွေ့ခဲ့ရပါရဲ့။သူတို့ခန္ဓာကိုယ်မှာလည်းဒဏ်ရာရီအပြည့်အထန်ရရှိသွားခဲ့ပါရဲ့။ဒုက္ခပဲဖျားသခင်ကလည်းငါတို့အခုလိုမျိုးအခုမှလောက်ရတယ်လို့ဟာ။အခုဒီဆင်းရဲသူမကိုငါ့ရဲ့အိမ်မှာဘလောက်ကြောင်တီးခတ်နေရအောင်မလဲတော်စမ်းပါရှင်ဒီလောက်တန်ရအပြင်းထန်ရထားရတာမှရှင်ကဒီလောက်စကားရှိနိုင်နေဟုတ်လား အခု तू ကျွေးရဲ့ခမင်းကိုပဲစားရတော့မှာမင်းကလည်းဘလို့ပြောနေရလဲ तू ကလွယ်လို့ငါတို့မှာဘယ်သူမှမရှိတော့ဘူးလားငါတို့မှာငါတို့ရဲ့သမီးလေးမန်းစီရှိတယ် तू ကိုယ်တိုင်ချက်ပြုတ်ကျွေးမှာပေါ့အချိန်ခဏအတွင်းမှာပဲတထေးကြီးရမန်းမနာတွေအားလုံးကြိုးသွားခဲ့ရပါတယ်မန်းစီပြောလိုက်တဲ့စကားကြောင့်မိဘတွေလည်းအံ့အားသင့်ကုန်ကြပါတယ်ဖေတော့ကလည်းကျမစင်းရဲတဲ့သူနာပြုတ်ဆီယာမမဟုတ်ဘူးလေဒီမှာအားလုံးကိုပြုစုဆောက်ရှောက်ပေးနေရမှာလားပြုစုဆောက်ရှောက်တဲ့အလုပ်တွေအားလုံးကတော့အိမ်မှာရှိတဲ့အလုပ်သမားတွေလုပ်ရတာ မန်စီးတီစကားတွေပြောနေခဲ့တဲ့အချိန်မှာဆိုနီရောက်ရှိလာခဲ့ပါတယ်။ဆိုနီကလည်းရောက်ခတိနဲ့ရောက်ခမကိုပြောလိုက်ပါတယ်။အဖေနဲ့အမေဘာမှမစိုးရင်ပါနဲ့ကျမတယောက်လုံးရှိသေးတယ်။ကျမတယောက်လုံးရှိနေရတာနဲ့ဘာတစ်ခုမှလိုအပ်ချက်မရှိစေရပါဘူး။ကျမတတိချာချာဆောက်ရှောက်ပေးပါမယ်နော်။ကျမကိုယ်တိုင်ဒီလုပ်တွေအားလုံးကိုလုပ်နိုင်ပါတယ်။အဲအပြင်ကအလုံသမားတယောက်မှလာပြီးတော့အဖေနဲ့အမေကိုပြုစုပေးစရာလည်းမလိုဘူး။စော်နီရဲ့ဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာမတတ်တာရဲ့ရခိုင်ပြည်ကမှနှစ်ယောက်လုံးကလည်းဘာတစ်ခေါမှမပြောနိုင်ကြတော့ပါဘူး။ သူတို့လည်းအကူအညီမျိုးချင်းခဲ့ပေမဲ့ Sony ရှိကအကူအညီတွေကိုယူခဲ့ကြရပါတယ်။ Sony ကနှစ်ယောက်လုံးကိုစိတ်ပါလက်ပါနဲ့ပြုစုဆောင်ရှောက်ပေးခဲ့ပါတယ်။နှစ်ယောက်လုံးအတွက်ထမင်းဟင်းတွေကိုကိုရိုင်းချက်ပြုတ်ပြီးနောက်မှာတော့သူကိုရိုင်းလက်နဲ့ခွင့်ကျွေးလိုက်ပါတယ်။အချိန်မီဈေးတိုက်ပြီးနောက်မှာတော့ဈေးကလည်းသွားပြပေးခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ Sony ရဲ့စိုင်းစစ်တနာကောင်းတော့ကိုတွေ့ကြရတဲ့အခါမှာတော့ရခေါတီနဲ့ရခမနှစ်ယောက်လုံးကလည်းသူတို့သဘောထားရိချက်ချင်းပြောင်းလဲသွားခဲ့ကြပါရဲ့။စိုင်းရတာချမ်းသာတာခွဲခြားလို့မရဘူးဆိုတော့ကိုလည်းသဘောပေါက်ကုန်ကြပါပြီ။ လူသားဆိုတာကတော့လူသားပါပဲဒါရီကိုခန်းစားသဘောပေါက်နားလေသွားခဲ့တဲ့အခါမှာထွေးမလေးကိုလက်ခံလိုက်ကြပြီးတော့ဖတ်ထားခဲ့ကြပါတယ်ဒီနောက်မှာတော့လေးရပဲထားမယ်လို့ဆုံးဖြတ်ထားတဲ့ထွေးမလေးကိုသူတို့တသက်အလုံးထွေးမတော်ဖို့အတွက်ဆုံးဖြတ်ထားခဲ့ကြပါတယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ရုပ်ဆိုးပေးမယ်စိတ်သဘောထားယုံညံ့သူဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျွန်မကတော့စီစဉ်တင်ဆက်သူအဲနာပါ မင်္ဂလာဆောင်ပြီးနော်မိဘအိမ်ကိုပြန်လဲပြီးပထမအိုးဆုံးရောက်ခမအိမ်ကိုပြန်လာခဲ့တဲ့အချိန်မှာသူရဲ့အသားညိုတဲ့ရှောင်းမလေးကမျက်နှာပေါ်မှာမိတ်ကပ်ဂျပုံဖို့ထားပြီးသူရဲ့အဝတ်စားတွေကိုဝေဆင်ကမှအရှိမသူ့အတူပြောရွှင်စွာကြည့်နေကြတာကိုတွေ့ခဲ့ရတဲ့အခါမှာအနုတယောက်တော်လေးဒေါ်တာထွက်သွားခဲ့ပါရီဒါပေမဲ့လည်းသူကတော့သရိုးသမီးအစ်ဆက်ဆက်လေးဖြစ်နေခဲ့တဲ့အတွက်ဒေါ်တော်တွေအားလုံးကိုမြို့ချပြီးတော့ပြောလိုက်ပါရီဒါနဲ့အမကြီးကျမရဲ့အဝတ်စားတွေကိုဘာဖြစ်လို့ယူပြီးတော့ဝတ်ထားရတာလဲ ဒုက္ခပါပဲရောင်မရဲ့ကျမဘာဖြစ်လို့ရောင်မရဲ့အဝိစာတွေကိုယူပြီးတော့ဝေးရမှာလဲရှင်။ကျမဒီအင်ကတအိုးတီတော်တမီးလေးနော်။ကျမရဲ့ဘဝမှာဘာတွေမြောက်လို့အချက်ရှိနေလို့သူများရဲ့အဝိစာကိုယူဝေးရမှာလဲ။ကျမတောင်းဆိုတဲ့အရာတွေအားလုံးကိုကျမရဲ့မိဘတွေကယူပေးလိမ့်မယ်သိရလား။ပြီးတော့တခြားသူတွေအတောင်းပြုထားတဲ့အရာတွေကိုဆိုရင်တော့ကျမအတောင်းပြုရတာနည်းနည်းလေးမှကြိုက်တာမဟုတ်ဘူးရဲ့။ဒီအဝိစာတွေကိုကျမမနေ့ရက်တုန်းကပဲ shopping mall တစ်ခုကနေပြီးတော့ဝယ်လာခဲ့ရလေ။ဟော sorry ပါအမရဲ့ကျမတောင်းပန်ပါတယ်။ ကျမစီမတပုံစံနဲ့တူတဲ့အဝတ်အစားတွေရှိနေအောင်ဆိုတော့လေရုပ်တရက်ကြည့်လိုက်တော့ကျမရဲ့အဝတ်အစားတွေလို့ထင်သွားမိလို့ပါ။အင်းအင်းတွေ့ရတွေ့ရငါတွေ့ပါရဲ့။အဲ့ဒါကြောင့်တူတဲ့အဝတ်အစားကိုတခါတည်းဝယ်လာခဲလိုက်တာလေကြိုက်တာနဲ့။ဒါနဲ့ပြောပါအောင်ငါဒီအဝတ်အစားနဲ့လိုက်ဖတ်မှုရှိရလားလှရောလှလား။သူကလည်းစိတ်ထဲကနေပြီးတော့အရန်ကိုရှိချင်သွားခဲ့ပါရဲ့။ပထမဦးဆုံးအကျိန်တယောက်ကြားကသူကဒီအဝတ်အစားလေးနဲ့တွေ့လိုက်ရတဲ့အချိန်တုန်းကအရန်ကိုလှတယ်ဆိုပြီးချီးကျူးခဲ့ပူပါရဲ့။ ဒါပေမဲ့သူ့ရဲ့ရောင်မလေးဒီပုံစံအတိုင်းဝစ်စင်ထားတာသူနဲ့တဆက်ကလေးမှလိုက်ဖမ်းမှုရှိမနေခဲ့ပါဘူး။သူကလည်းရည်ကျင်နေတဲ့စိတ်ကိုလုံးဝထိန်းချုပ်ထားခဲ့ပြီးနောက်မှာတော့ပြောလိုက်ပါရည်။ဒီအဝတ်စားနဲ့အရန်ကိုလိုက်ဖက်လွန်ပါရည်လေ။တကယ်အရန်ကိုလှရဲသီးလား။ဒါပေမဲ့ဒီအဝတ်စားကိုပဲဝတ်ချင်နေဆိုရင်တော့ကျမစီကယူဝတ်လဲရနေရပါလေ။ဘာဖြစ်လို့ဒီပုံစံနဲ့တူတဲ့အဝတ်စားကိုထပ်ပြီးတော့ဝယ်လိုက်ရတာလဲရှင်။ရောင်မကြီးကျမကခုနပြောတာမကြားဘူးလား။ကျမကသူများတွေအသုံးပြုထားတဲ့အဝတ်စားတွေကိုမကြိုက်ဘူးဆိုနေမှာ ဒီအချိန်မှာအနုကလည်းသဘောပေါက်နားလဲသွားခဲ့ပါရယ်သူ့ရဲ့ရောင်မှာဘလောက်တောင်မှမမနာထောင်လွှာလွန်နေတလဲဆိုတော့ကိုပေါ့သူကဒီအချိန်မှာပစပိတ်ပြီးတော့ညိနေခဲ့ပါရယ်နောက်နေ့မှာရခမဖြစ်သူကချွေးမလေးကိုလာပြောလိုက်ပါရယ်ချွေးမလေးရေနေတာပါလောက်တာလေနင်ကအခုသတော်သမီးအသက်ဆက်ဆက်လေးပဲရှိသေးတယ်အင်ကိုရောက်လာတာကြာတော့မကြာသေးဘူးမိဖို့ခံနေဝင်ပြီးတော့အလောက်တွေကိုလှုပ်နေပြီလားကဲတော့တော့တော့အပြင်ထွက်အပြင်ထွက်ဒီနေ့အနေနဲ့ယောက်ျားနဲ့အတူတူအပြင်လေးပါလေတော့ဖွားလျှောက်လေပြီးတော့မှပြန်လာခဲ့လေ ။ချမင်းဟင်းတွေကိုတော့ငါကိုယ်တိုင်ပဲချက်ပြုတ်လိုက်ပါတော့မယ်။အမေအမေကတကယ်အရင်ကကောင်းမွန်တဲ့သူတယောက်ပဲသီလား။ချမင်းဟင်းတွေကတော့အားလုံးချက်ပြုတ်လို့ပြီးသွားပါပြီ။ဒါဆိုလို့ရှင်တော့ကျမသွားလိုက်တော့မယ်နော်။ဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာပီဟုဘာဖြစ်လို့ပတ်စပ်ပိတ်ပြီးတော့နေနေမှလေ။ဒီမှာရောက်ရှိလာခဲ့ပြီးနောက်ပြောလိုက်ပါရစ်။အမေကလည်းရောင်မကိုကြတော့သွားလေခိုင်းနေတယ်။သမီးနဲ့သွားလေခြင်းနဲ့သမီးတို့ကြတော့ဘာဖြစ်လို့သွားလေဖို့အတော်မပြောရတာလေသမီးနဲ့အတူတူလိုက်သွားလိုက်မယ်နော် နင်ဘာဖြစ်လို့တို့နဲ့အတူတူသွားချင်ရတာလဲအယူမရဲ့တို့အေးအေးဆေးဆေးသွားကြပါစေဟာကျမလိုက်ချင်တယ်ကျမသွားပါမယ်ဆိုရင်မှတို့နဲ့ပဲအတူတူလိုက်သွားလိုက်မယ်နော်အနိုးကတော့သူ့ယောင်မလေးအတူတူလိုက်မယ်ဆိုတော့ကိုသဘောမချခဲ့ပါဘူးဒါပေမဲ့အကိုဖြစ်သူကသူညီမလေးကိုလိုက်ခဲ့ဖို့အတွက်ပြောလိုက်တဲ့အခါမှာတော့ပျော်ရွှင်စွာနဲ့သူကလည်းအိမ်ကျဲဝင်သွားခဲ့ပါတော့တယ်အနိုးကအပြာရဥစ္စာလေးဝစ်စင်ခဲရောက်ကိုသူ့ရဲ့ယောင်မလေးတွေ့ရှိသွားခဲ့တဲ့အခါမှာတော့သူလည်းအပြာရဥစ္စာကိုဝှေ့ပြီးထွက်လာခဲ့ပါတယ် သူကသူ့ရောင်မပုံစံအတိုင်းထေရတဲ့တူအောင်လို့ပြင်ဆင်ထားခဲ့ပါသေးတယ်။စပေးပုံစံကိုလည်းအတူတူပြင်ဆင်ခဲ့ပြီးနှကန်းဒီကိုလည်းအယောင်တူတာလေးစိုးထားလိုက်ပါရဲ့။အယောင်တူတဲ့ဝတ်စားကိုပါဝတ်ဆင်ခဲ့ပါသေးတယ်။တာကိုတွေ့ခဲ့ရတဲ့အခါမှာတော့အမှုတယောက်တတော်လေးဒေါသထွက်သွားခဲ့ပါရဲ့။သူလည်းပဲကိုမမတော်ချင်းတော်တော်အောင်ဖြစ်သွားခဲ့ပြီးမဲ့သူ့ယောက်ျားစိတ်ပြတ်သွားမှဆလိုပါဇက်ပိတ်နေလိုက်ရပါရဲ့။ဒါဆိုရင်တော့မိမကြီးငါတို့ shopping mall ကိုပဲသွားကြမယ်လေ။မင်းကိုလည်း shopping ထွက်ခိုင်းလိုက်မယ်။မင်းလိုချင်တာရှင့်ဝဲလိုက်ပေါ့။ ကောင်းတယ်အကိုကောင်းတယ်ကောင်းတယ်ညီမလည်း shopping ထွက်ချင်တယ်ညီမကိုလည်းဝယ်ပေးနော်အနုကလည်းပြီးဟုကိုတော်တော်လေးစိတ်ဆိုးသွားခဲ့ပါတယ်သူမအရန်ကိုအနှောက်ယှက်ပေးနေတယ်လို့ကိုခံစားလိုက်ရပါတယ်ဒါပေမဲ့တနာစီဟာကောင်းတဲ့ရောင်းမလေးလည်းဘာလို့လို့ရှာမလဲချိန်မိတ်သီးခံနေခဲ့ရတာပေါ့ shopping mall ကိုရောက်သွားခဲ့တဲ့အခါမှာတော့အနုရဲ့တက္ကရာကဆီယမတယောက်ကိုတွေ့ဆုံခဲ့ရပါတယ်သူကလည်းအနုကိုတွေ့ရနေပြောလိုက်ပါတယ်ဟဲ့နင်လက်ထပ်လိုက်ပြီလားအနုရဲ့ဒါနဲ့သူကဘယ်သူများလဲနင်ရဲ့ညီမလေးလားဟုတ်ကဲ့ပါ ဒါနဲ့ဆရာမကြီးဒါကကျမညီမလေးမဟုတ်ပါဘူးရှင်ကျမရရောက်မှာပါဟုတ်နင်တို့နှစ်ယောက်ကပုံစံအတူတူဝစ်စားထားကြတာဆိုတော့လေမသိပါဘူးနင်ရဲ့ညီမလေးများလားလို့ငါလည်းထင်သွားလို့ပါဒီစကားကိုကြားခဲ့ရတဲ့အခါမှာအနုအယံကိုရှာသွားခဲ့ပါ ರೀ ဒီနောက်မှာတော့သူမစဉ်းစားလိုက်ပါ ರೀ ငါ့ရဲ့ညီမကဒီပုံစံဖြစ်เสียလားဒီနေ့အစပြီးတော့ငါ့ရဲ့ပုံစံတွေကိုသူ့ကိုလုံးဝ copy ကိုရှုခွင့်မပေးဘူးပြီးဟုတ်ကတော့အနုရဲ့ပုံစံတွေလိုက်ပြီးအကျိုးခိုလုံးနေရတာကိုသဘောကျနှစ်တန်းနေခဲ့ပါပြီ ဒီလိုနဲ့နောက်ထပ်ရနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာဥပုပ်ဆောက်ပွဲတော်ရောက်ရှိလာခဲ့ပါတယ်။ရခမကလည်းသူ့ချွေမလေးအတွက်အနည်းအောင်အင်ကြီးနဲ့တထည့်ဝဲလာခဲ့ပေးပြီးနောက်မှာတော့ပြောလိုက်ပါတယ်။ချွေမလေးရဲ့ဒါနဲ့ပထမဦးဆောင်ဆောင်ရမယ့်ပွဲဆိုတော့နင်အတွက်ငါဒီအဝတ်စားလေးဝဲလာခဲ့ရသေးလား။အားရကြောင်နင်ဒီအဝတ်စားလေးကိုပဲဝတ်လိုက်ပါနော်။ပီဟုကသူ့အမေသူ့ယောင်မကိုလက်ဆောင်ပေးလိုက်တဲ့အိမ်ကြီးကိုတွေ့ခဲ့ရတဲ့အခါမှာအခန်းထဲဝင်သွားပြီးငိုနေခဲ့ပါတော့တယ်။အမေကလည်းသူ့သမီးလေးငိုနေအောင်ကိုတွေ့လိုက်ကြတယ်။အခန်းထဲဝင်သွားပြီးတော့သွားမေးခဲ့ရပေါ့ ဟဲ့တမီဘာဖြစ်သွားတာလဲဒုက္ခပါပဲနင်ဘာဖြစ်လို့မျိုးငိုနေရတာလဲပြောစမ်းအမေရလေတကယ်ပဲနော်တမီကအမေအတွက်ဘာမှကိုမဟုတ်တော့ဘူးလားရှောင်းမကအမေရဲ့တမီဖြစ်သွားပြီလားမဟုတ်တာတမီရဲ့မဟုတ်တာဘာဖြစ်လို့ဒီလိုစကားတွေကိုပြောနေရတာလဲဘာလဲဒီလိုမပြောဘူးဆိုရင်တော့ဘယ်လိုပြောရမှာလဲအမေရရှောင်းမကိုပဲအမြင်နဲ့ချက်နေရဲ့ရှောင်းမကကြတော့ဒီနေ့အဝိစာအစ်စ်လေးဝယ်ပေးရဲ့တမီကကြတော့ဘာအဝိစာမကလည်းမဝယ်ပေးဘူးတော်ပြီအမေတမီကအမေရဲ့တမီလည်းမဟုတ်ဘူး တကယ်လို့အမေတမီးကိုတကယ်ချစ်တယ်ဆိုရင်တော့ရှောင်းမနဲ့တူတဲ့အဝတ်စားတစ်စုံတမီးကိုလည်းဝယ်ပေးရမယ်။အေးပါတမီးရဲ့အေးပါအေးပါဟုတ်ပြီဟုတ်ပြီအမေဝယ်ပေးမယ်။ဒါပေမဲ့ငိုတော့လည်းမငိုနဲ့ပေါ့တမီးရဲ့။နင်အဝတ်စားကောင်းကောင်းလေးတစ်စုံလိုချင်တယ်ဆိုရင်တော့အမေကျိန်းလေးဝယ်ပေးမယ်နော်။နောက်နေ့မှတော့မိခင်ဖြစ်သူကလည်းသူ့တမီးလေးကိုပုံစံတူတဲ့ဝတ်စုံတစ်စုံတော့ဝယ်ပေးခဲ့ရပါတယ်။ဒီအကြောင်းတွေကိုတော့အနုတယောက်လုံးဝမသိရှာခဲ့ပါဘူး။ဒီလိုနဲ့ပဲပွဲတော်ညာရောက်ရှိလာခဲ့ပါတယ်။အားလုံးကလည်းဥပုသ်ဆောက်ထားခဲ့ကြပြီးလာထွက်လာမယ့်အချိန်ကိုစောင့်ဆိုင်းနေခဲ့ကြပါတယ်။ အနိုးကတော့ဝုတ်ထွက်ဖို့အတွက်အပေါ်ချက်ကိုကြားလာခဲ့ပါသည်ဒီအချိန်မှာပီဟူးကလည်းသူ့ရောင်မနဲ့ပုံစံတူတဲ့အဝတ်အစားကိုဝတ်ပြီးအပေါ်ကိုကြားလာခဲ့ပါသည်ဒီနေ့မှလည်းအနိုးကတော့သူ့ရောင်မလေးသူနဲ့တူတဲ့ဝတ်ဆောင်ကိုဝတ်ထားတာတွေ့ရနေအံ့အားတင်သွားခဲ့ပါတော့တယ်ဒီနေ့မှတော့သူမလုံးဝပါဇက်ပိတ်မထားနိုင်တော့ပါဘူးဒေါသအရန်ထွက်နေခဲ့တဲ့အတွက်ကြောင့်မလို့ပြောလိုက်ပါသည်ဘလို့ဖြစ်တာလဲဒီနေ့တော့ကျမကို copy မကူတော့နဲ့လေဒီနေ့ဘယ်သူအတွက်ဥပုသ်ဆောက်ထားတာလဲဘာလို့များဒီလောက်ကြောင့်ပြင်ဆင်ပြီးအပေါ်ကိုတက်လာခဲ့ရတာလဲပြောပါဦး အမေရေဒီမှာကြည့်ပါအောင်ရောင်မကျမဘလောက်တောင်မှလာပြောနေလဲဆိုတာထွေးမလေးရေသူကအနေနဲ့တူတဲ့အဝတ်စားကိုဝေတော်ဘာဖြစ်လို့လဲဟဲ့နင်းအနေနဲ့သူ့ကိုအလောက်ထိတော့မပြောစော်သေးမှာဘူးသူက ခလေးပဲရှိသေးရလေအမေရလေဒါအိမ်အောင်တယ်ရေဥပုပ်ဆောက်ရတဲ့နေတော့မောင်နှမပွဲတော်နေမဟုတ်ဘူးအမေရဲ့သူတို့ပထမတွေကလက်ထပ်ခဲ့မယ်ဆိုရင်တော့ခလေးနှစ်ယောက်အမေရောင်မှဖြစ်နေပြီအလောက်တော်မှပြင်ဆင်ရတာသဘောကျတယ်ဆိုလို့ရှင်လေလက်ထပ်လိုက်ပါတော့လားကဲလျှော့အလောက်တော်မှပွဲတော်ကိုဆင်နွှဲခြင်းနဲ့ဆိုရင်တော့ဒါတွေအားလုံးကိုယူ နင်ကိုယ်တိုင်ပဲပွဲတော်ကိုဆင်နွှဲလိုက်တော့ပြောဆိုပြီးနောက်ချွေမလေးကဒေါသတကြီးနဲ့အောက်ချက်ကိုဇင်လာခဲ့လိုက်ပါရီဒီနေ့မှာတော့သားဖြစ်သူကိုယ်တိုင်ကလည်းဘာတခေါ်မှပြောမနေတော့ပါဘူးဒီနေ့အထီတော်မှလိုက်ပြီးအတူခုံးနေတဲ့သူရဲ့ညီမလေးကိုသူလည်းအတော်ဒေါသထွက်သွားလို့ပါပဲဒီမှာကျမထပ်ပြီးတော့ဘာမှတီးမခံနိုင်တော့ဘူးကျမတီးခံရတာများနေပြီဒါငါ့အမှမဟုတ်ဘူးလေကွာသူမင်းကိုလိုက်ပြီးအတူခုံးနေရကိုငါဘယ်လိုလုပ်ပေးရမှာလဲရှင်မလောက်ပါနဲ့လောက်เสียရှိတာကျမကိုယ်တိုင်လုပ်မယ် ဒီနောက်မှာတော့တာမီတယောက်လုံးအနုနဲ့စကားမပြောကြတော့ပါဘူး။ကဲရောက်ကြရေကျမကိုဈေးလိုက်ပို့ပါအောင်။မနှက်ပြန်ကြရင်တော့အတော်ရဲ့တာလီမင်္ဂလာဆောင်ကိုသွားရအောင်မင်း။ကျမတောက်ဖက်နဲ့တရံလောက်လိုချင်လို့ပါ။မင်းကလည်းဒီနေ့ငါမင်းကိုလိုက်ပို့ဖို့အတွက်အချိန်မရှိဘူး။မင်းလိုချင်တဲ့ဆိုရင်တော့ကိုတိုင်းပဲသွားဝယ်လိုက်တော့။ကောင်းပြီလေ။ဒါဆိုရင်တော့ကျမဒီနားမှာရှိတဲ့ shopping mall ကနေပြီးတော့ပဲသွားဝယ်လာခဲလိုက်တော့မယ်နော်။အနုကလည်းဖက်နဲ့ဝယ်ဖို့အတွက်ထွက်ခွာသွားခဲ့တဲ့အခါမှာအနောက်ကနေပြီးဟူလိုက်သွားခဲ့ပါရဲ့။ ပြီးတော့သူမဘဲတောက်ဖနာကိုဝယ်လဲဆိုတော့ကိုလည်းကြီးခဲ့ပါရီဒီနောက်သမောက်ကောင်ရိုင်းကလည်းတူညီတဲ့တောက်ဖနာတစ်စုံကိုဝယ်လာခဲ့ပါရီအနိုးကတော့တောက်ဖနာကိုဝင်နေကြပါပီဟူကတော့ပထမဦးဆုံးအကြိမ်တောက်ဖနာကိုဝယ်ဆင်ခဲ့တာဖြစ်ပါရီသူမကလည်းသူ့ရောင်မလေးကိုတပုံစံနဲ့ကော်ပီကူပြီးမင်္ဂလာဆောင်ကိုတော်လိုက်ပါရီတောက်ဖနာကအရန်ကိုမြင်နေခဲ့တဲ့အတွက်သူလူသူအားလုံးအရှိမပြောက်ကြသွားခဲ့ရပါရီအားလုံးကလည်းသူမအပေါ်မှာရှိမောကြပါရီသူမခြောက်တော်လေးနာကျင်သွားခဲ့တဲ့အတွက်ကြောင့်မို့လို့ငိုပဲငိုနေခဲ့ပါတော့တယ် သူမတန်ရအပြင်းထန်ရရှိသွားခဲ့တဲ့အတွက်ကြောင့်ဇေယောင်ကိုခေါ်သွားခဲ့ရပါတယ်။ဇေယောင်ဝင်ကလည်းသူတန်ရအကြီးကျယ်ရရှိသွားကြောင်းပြောပြခဲ့ပါတယ်။ဒါရီအားလုံးကမင်းရဲ့တောက်ဖက်နဲ့ကြောင်းဖြစ်ရတာပဲ။မင်းသာငါမိမကို copy လိုက်မကူဘူးဆိုရင်တော့ဒါရီဖြစ်လာစရာအကြောင်းမရှိဘူး။ဒါဆိုရင်တော့နင်အခုအဲ့ရတဲ့မှာပဲအေးအေးဆေးဆေးထိုင်နေလိုက်တော့ငါကိုယ်တိုင်းနင်းကိုအလိုလိုက်မိတာမှားတာပဲတမီးရဲ့။ငါသာနင်းကိုပထမတွေကအလိုမလိုက်ခဲ့ရင်ဒါရီဖြစ်မလာဘူး။ပီဟူကလည်းငိုနေရင်းနဲ့ပြောခဲ့ပါတယ်။ ကျမကဝမ်းမားတာပါ။ဘာဖြစ်လို့များရောင်မကိုအတူခေါ်ပြီးတော့ဒီတောက်ဖက်နဲ့ကြီးစီးခဲ့ပြီလဲမသိဘူး။အားလုံးကျမကိုဘလောက်ကြောင့်မှလှောင်ပြောင်ကဲရဲနေလိုက်ကြလေ။ရောင်မရဲ့ဒီနေ့အထိကျမလောက်ခဲ့တဲ့ပြစ်တွေအမှားတွေအားလုံးအတွက်ကျမကိုခွင့်လွှတ်ပါနော်။တောင်းပန်ပါရယ်။ဒီနေ့ကစပြီးတော့ဘာကိစ္စတခုကောင်မှလိုက်ပြီးတော့ကျမအတူမခေါ်တော့ဘူးလို့ကတိပေးပါရယ်။ပြီးခုအခုလိုမျိုးနာကျင်ခံစားနေရတာကိုတွေ့ခဲ့ရတဲ့အခါမှာအနုလဲဝမ်းနေသွားခဲ့ပါရယ်။အနုကိုယ်တိုင်ကလည်းပြီးခုကိုအခုလိုမျိုးဒုက္ခရောက်သွားစေခြင်းလို့လုပ်ခဲ့တာတော့မဟုတ်ပါဘူး။ သူရဲ့အကျင့်တွေအားလုံးပြောက်သွားအောင်လို့တခုမဟုတ်တခုလုံးမဖြစ်မယ်လို့တွေးပြီးတော့သားလုပ်ခဲ့ရပါပြီးဟုရေတကယ်တော့ငါ့အမှားတွေလည်းမကင်းပါဘူးငါနဲ့ကိုမကောင်းတာဖြစ်စေချင်လို့လုပ်ခဲ့ရတော့လည်းမဟုတ်ပါဘူးအမြန်ဆုံးနေပြန်ကောင်းသွားအောင်လို့လုံလိုက်တော့ပြီးရင်တော့နင်းနဲ့လိုက်ဖတ်တဲ့ဒီဇိုင်းပုံစံတွေငါကိုယ်တိုင်ဆင်ပေးမယ်တကယ်ပြောနေရလားရောင်မရဲ့အေးဟုတ်တယ်တကယ်ပြောနေရဒါပေမဲ့နင်ကပြောတဲ့စကားတခုကိုတော့နားထောင်ရမယ်ဟုတ်ကဲ့ဟုတ်ကဲ့ပြောပါဘာအောင်နားထောင်ရမှာလဲဒီနေ့ဆက်ပြီးတော့နင်ငါရဲ့ပုံစံအတိုင်း copy line မကူးဘူးဆိုရယ်ကတိကိုတော့ပေးရလိမ့်မယ် ကျွန်မဂရိပေးပါရယ်ဒီနေ့အဆပြီးတော့ရောင်မောက်ကိုတင်မကဘူးဘယ်သူအတူမလိုက်မခိုးတော့ဘူးဒီနောက်မှာတော့ပီဟိုးကလည်းသူရဲ့မကောင်းတဲ့အချင်းတွေကိုစွန့်လွှတ်ခဲ့ပါတော့တယ်အားလုံးကလည်းအဆင်ပြေသွားခဲ့ကြပါရယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်မရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်